ဒီပွဲစဉ်ကြီးကိုကျွန်တော်ကတော့ predicate တယ်တော့မမှန်တော့ဒီနှစ်ပွဲတော့ကျွန်တော်ပေါ့55ရာခိုင်နှုတ်လောက်နဲ့မန်ယူ45ရာခိုင်နှုတ်တော့ယူရိုပါဖိုင်နယ်ဆုံးသက်မယ်လို့ကျွန်တော် ားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတယ်ဗျာဒီနေ့ညမနေ့ဖက်မနေ့ကုတနိုင်ခွဲမှာကံမဲ့စပါနဲ့မန်ယူပွဲစဉ်လေးကိုမနေ့ကတော့မန်စီးတီးပွဲသုံးသပ်ရင်းနဲ့ဒီပွဲစဉ်နည်းနည်းနောက်ကျသွားဒီပွဲစဉ်ကြီးကလည်းရန်တာဝေါ်ကြီးပိုင်းမန်ယူပြိသက်လေးကလည်းအများကြီးမျောလက်ထားသလိုစပါပြိသက်လေးကလည်းတော်တော်များများမျောလက်ထားတယ်ဒီပွဲစဉ်ကြီးကို training ခွဲမှာ ပါရဲ့နိပြရဲ့ညော်ကြားချက်တွေနဲ့မန်ယူသိန်းရဲ့ညော်ကြားချက်တွေနဲ့ဒီချိန်မှာတော့စိတ်လှုပ်ရှားစရာအင်မနက်ကောင်းတယ်ဒီပွဲယူတော့ prediction မသွားရဲတော့အင်အတာဝကြီးရဲ့ဒီပွဲကြီးရဒီပွဲလေးဖက်လေးရလို့မန်ယူပဲပေးထားတာပေါ့မန်ယူပဲနင်းနင်းငားနဲ့ပေါ့330ဆိုတဲ့အနေထားတစ်ခုပေးထားတယ်လမ်းလေးနေနဲ့ဘယ်လိုထွက်လာနိုင်လဲဒီပွဲစဉ်ကြီးရလမ်းလေးနေနဲ့ရလို့မန်ယူကဒီပွဲမှာ3421နဲ့ထွက်လာပြီးတော့ မန်ယွတ်ဒီပွဲမှာလူရှော့တုံးမလားယူရိုအကြက်ခံမှုပြန်လဲပြေးသွားလားခေါင်းကြီးကတော့လက်ကျောမှာပါမှာကျင်းသေးမဇလူးဝဲနဲ့နောက်တန်းမှာသုံးရောက်လိုက်ပြီးဓာတ်လို့ပဲညာပို့မလားဒါမှမဟုတ်ဓာတ်လို့ပဲသုံးမလားတို့ကူပဲသုံးမလားဆိုတော့ကျွန်တော်ခု ချက်ပြထားတဲ့နီကတ်ဆိုပရီဒီရှင်ရဲ့ line လေးချက်ကြည့်လိုက်ရောမန်ယူထွက်လာနိုင်တဲ့ line လေးပေါ့ပါတင်ရတော့ဒီနေ့ပွဲမှာ မာဒီဆန်ရာကြက်ခိုင်မှုမပြေဝသေးသလိုဂရူဘတ်စကလီပါလာတော်တော်နာတယ်ပတ်ဝါလို့တော့တော်တော်ကိုအင်အားစုအလက်ကျော်မှာတော်တော်ကိုအပြော်ဝပန်တကူရောအကူပြီးတော့စားနဲ့ဘက်ဆိုးမနဲ့လိုက်လာပြီးတော့ဂျောဆင်ဆိုလန်ကီဆောလိုနဲ့ထွက်လာပြီးတော့စပါလည်းဒီတိုင်းပဲကျွန်တော်ပီတီကိတ်တက်လိုင်းရလေးကိုစိုးစိုးချပေးထားလိုက်မယ်ဒီပွဲစဉ်ကြီးရဲ့လိုင်းရလေးတကယ်ကြီးလို့ကြည့်လိုက်တဲ့ချိန်မှာ ဒီနေ့မှာထူးဆန်းဆန်းရှိတာသူတို့ head to head တွေ့ဆုံမှုမှာဒီနေ့ရတီမှာတွေ့တာစပနှစ်ပွဲလုံးနိုင်တာနော်၄၉၃၉ဆိုရဲကိုနေထားနဲ့တကူ0ဆိုရဲကိုနေထားတကူ0ဆိုရဲအချိန်မှာအမော်ရရောက်နေပြီလားလိုင်းရကြည့်လိုက်သိပါတယ်တကူ0ဆိုရဲနေထားမှာရောက်နေပါပြီဗျာအမော်ရရောက်နေပါပြီဒီနေထားမှာရှိတော့ဒီပွဲစဉ်ကိုတငငယ်ပဲသင်ကြိုက်ကြတယ် ပေါ့ပဲဖလားရစီချင်တာမန်ယူပဲဖလားရစီချင်တာဒီပွဲစဉ်ကြီးကိုကျွန်တော်ကတော့ predict တဲ့တော့မမှန်တော့ဒီနှစ်ပွဲတော့ကျွန်တော်ပေါ့55ရာခိုင်နှုတ်လောက်နဲ့မန်ယူ45ရာခိုင်နှုတ်လောက်ယူရိုပါဖိုင်နယ်ဆုံးသက်မယ်လို့ကျွန်တော်ဒီနှစ်ခက်မှန်းရင်တကယ်ကျတော့အားလုံးနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်မန်ယူပြိတ်သက်ရောပါပြိတ်သက်ရော all the best fighting